ိုင်းဘက်ကပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကို ပြန်မခွင့်ရင်ကမ္ဘောဒီးယားကလည်းနယ်စပ်ဂိတ်တွေကိုပိတ်ပစ်မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဟွန်ဆန်ကချိန်ချောက်လိုက်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနိုင်ရဖခင်ဖြစ်ပြီးလလောဆယ်ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တောင်းဝန်ယူထားသူဟွန်ဆန်ကထိုင်းအနေနဲ့24နှစ်ရဲ့အတွင်းနယ်စပ်ဂိတ်ကိုပြန်ဖွင့်ပေးဖို့ဂျွန်လ16ရက်နေ့မှာတတိပေးတောင်းဆိုခဲ့ပါတယ်။တကယ်လို့ထိုင်းဘက်ကနယ်စပ်ဂိတ်တွေကိုအပြည့်အဝပြန်မဖွင့်ဘူးဆိုရင်ကမ္ဘောဒီးယားကလည်းထိုင်းကနေတင်သွင်းတဲ့ ကုန်းစီမှန်သမျှကိုဝင်ရောက်ခွင့်ပြုတော့မှာမဟုတ်ကြောင်းဟွန်ဆန်ကဆိုပါတယ်။ဂျော်လာ16ရက်နေ့ကအထက်လွှတ်တော်အစည်းအဝေးတစ်ခုမှာအဲ့ဒီသဘောထားကြေညာချက်ကိုဟွန်ဆန်ကအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။သူကကမ္ဘောဒီးယားဟာနယ်စပ်ဂိတ်တွေအားလုံးကိုချက်ချင်းပိတ်ပစ်ဖို့အထိစဉ်းစားခဲ့ပေမဲ့လေသူနဲ့ဟွန်မာနတ်တို့ကထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နော်ဝက်နဲ့ဖုံးပြောခဲ့တဲ့နောက်အစည်းအဝေးကိုဆိုင်းငံ့ပေးထားတာလို့လည်းဟွန်ဆန်ကဆိုပါတယ်။ဒါပေမဲ့မနက်ဖြန်အထိထိုင်းဘက်ကနယ်စပ်ဂိတ်တွေပိတ်ထားတာကိုပြန်မဖွင့်ဘူးဆိုရင်တော့ ထိုင်းရဲ့ဟင်းဒီဟင်းရွက်နဲ့တတိဝလံထုတ်ကုန်တွေကမ္ဘောဒီးယားဘက်တင်သွင်းတာကိုကမ္ဘောဒီးယားနယ်စပ်ကိတ်တွေကလည်းပိတ်ပင်သွားတော့မယ်လို့ဟွန်ဆန်ကချင်းချောက်သွားပါတယ်။နောက်ပြီးထိုင်းဘက်ကတစ်ဖက်သက်စပိတ်တာဖြစ်တဲ့အတွက်ကမ္ဘောဒီးယားအာဏာပိုင်တွေဟာနယ်စပ်ကိတ်တွေပြန်ခွင့်ဖို့ဆိုတာကိုထိုင်းဘက်ကအရာရှိတွေနဲ့မင်းနဲ့ချင်းဆိုင်ဆွေးနွေးတာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့လည်းဟွန်ဆန်ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်တုန်းကလည်း ကမ္ဘောဒီးယားအစိုးရဟာထိုင်းစီကနေလျှက်စစ်တအားနဲ့အင်တာနက်ဘန်းဝစ်တွေဝယ်ယူတာကိုရပ်တန့်မယ်လို့ကြေညာခဲ့ပါတယ်။မေလကုန်ပိုင်းကအရှိတောင်အရှဒေသတွင်အင်းနီးချက်တနိုင်ကဟာနေဆက်မှာအသေးစားလက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်ပြီးကမ္ဘောဒီးယားစစ်သားတယောက်တေဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်းဆက်ဆံရေးတင်းမာနေပါတယ်။နှစ်ဖက်စစ်တပ်တွေဟာနေဆက်နောက်မှာအင်အားဖြည့်တင်စစ်ပြင်ကြားတဲ့အဆင့်ထိရောက်ခဲ့ပြီးမှအကြေအလေညှိနှိုင်းပြီးတပ်တွေပြန်လည်ရုတ်သိမ်းခဲ့ကြကြောင်းလည်းသိရပါတယ်ရှင်။